အားလုံးမင်္ဂလာပါစအေးချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့မြမရွှေဈေးတွေကတော့ညနေမှာထပ်ပြီးတက်ပါတယ်မြမငွေဈေးတွေကတော့ညနေမှာအနည်းငယ်ကျပါတယ်ဒီနေ့က21ရက်နေ့9လပိုင်း2020နဲ့9ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာတိုင်းစံတော်ချိန်ညနေ9:00ထိုးနေပါပြီ မြမရွှေက55ပဲရေတရသားကို83သိန်း4000နဲ့မှာ9000 16ပဲရေတရသားကိုဆိုင်ကရောင်းနေစီက85သိန်းနဲ့မှာ9000ဆိုင်ကလက်ခံနေစီက85သိန်း1000နဲ့ပေါင်စည်းရှိနေပါတယ်။လက်ရှိကျွန်တော်ပြောနေတဲ့ရွှေစည်းတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလိုက်မှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာချမ်းမှုလည်းရှိနိုင်ပါတယ်။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစီက4430ဆိုင်ကလက်ခံနေစီက4380ယူရိုငွေတယူရိုကိုမြန်မာကျပ်ငွေ9000နဲ့မှာ30စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစီက3420ဆိုင်ကလက်ခံနေစီက3380အယုံငွေတရံကိုမြန်မာ ာကျပ်ငွေ614ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ1855ကျပ်ဒိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပြီးချင်ယူမာတွေကဘက်ငွေ955ဘက်ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပြီးဘက်ယူကမာတွေကကျပ်တသိန်းကိုဘက်ငွေ934ဘက် ဂျပန်ငွေ3315.64ကိုမြန်မာကျပ်ငွေတသိန်း၊မလေးငွေ68.52ကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ3948.88ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ1935.83ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနည်းငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့နေနဲ့ငွေလွှဲတော့မယ်၊ငွေလဲလဲလုတ်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှပဲ။ငွေအလဲလဲလုတ်ကြပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်။မြန်မာရွှေစင်းငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်။မြန်မာရွှေစင်းငွေဈေးတွေကိုသိချင်နေဆိုရင် ျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကုကြမ်းမှခြင်းနဲ့ပြည့်စုံပြီးအနေရကျင်းလို့ပြီးရှင်နိုင်ကြပါစေ